မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနယ်ဇလာဗီတာမြို့ကြောင့်ဦးစီးဌာနမှာ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အမြင့်ဆုံးဖူးချိန်များမှာနေပြည်တော်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟိုင်၊ရန်ကုန်မြို့မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုင်နဲ့မန္တလေးမြို့မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟိုင်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖမ်းဝင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းတို့မှာတိမ်တိတ်တိတ်မှာတိတ်တူတန်းနေပြီကျယ်မင်္ဂလားပင်လယ်ကိုမှာတိမ်နေနေဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းတောင်ပိုင်းကယားပြည်နယ်မြေပြည်တော် ပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးရနှောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးရနှောင်များရွေ့လျက်ရနေရတဲ့ချိန်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတကြုံနဲ့မိုးကျွတ်ပြစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီကျွေးခြင်းစားတဲ့မိုးရွေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကြမ်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်မှာတိမ်တည်တည်ဖြစ်ထွန်းနေရဖို့တွေ့ရပါတယ်။ အခုမြင်တွေ့နေရတဲ့တိမ်တိုက်ကတော့ဖိလစ်ပိုင်ပင်လယ်ပြင်ရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဖမ်းဝေါ်ကြောင့်ပဲဖြစ်ပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းဖမ်းဝေါ်ဟာအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြန်မာပင်လယ်ပြင်မှာမြမကန်ရုံရတဲ့ရှောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြရောက်ပြီးလိုင်းတင်တင်မှာလိုင်းကျင်းနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျားတနအိုင်ကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမ မြမကန်ဦးရဲတရှောင်းနဲ့ကန်လိုပင်လေပြင်းတို့မှာခုနှစ်ပြီမှကိုပီကန်ရှင်နေပါလိမ့်မနှက်ပြတ်မိုတဲချင်းဒီခက်မှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျအေရတိုင်းဒေသကြီးမြပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာဆက်စိနေရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုတချုံရောက်ပြီးပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကပီမှုကြီးနေပါတယ်။နေပြည်တော်နဲ့ဒီဒရိုင်းမပြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမှုတချုံရောက်ပါမယ်။အနည်းဆုံးဦးချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးဦးချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်ဒီထွိုင်းမနက်ဖြန်အတွက် မိုးလေဝသအခြေအနေထပ်မံချက်မှာမိုးအတင်းတင်းတချုံရပါမယ်။အနည်းဆုံးပူချိန်မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါသေးတယ်။မန္တလေးမြို့နယ်နေတော်ရမြပြန်အတွက်မိုးလေဝသအခြေအနေထပ်မံချက်မှာနေရာကွက်ကြားမိုးတချုံရပါမယ်။အနည်းဆုံးပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်ရှိနေပါသေးတယ် နောက်နှစ်ရက်အတွက်ခံမှန်းချက်လေးနဲ့ကတော့နေပြီးတော့ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကျကျမှနေရာစစ်စစ်မိုးထစ်ချုံဖြာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစီရှင်။